မင်္ဂလာပါရှင်မိုးလေဝသနှင့်ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကနေနိုဝင်ဘာလ3ရက်ဒီကနေ့နက်9:00နာရီထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိသောမြန်မာနိုင်ငံမြို့ဝကျွန်းပေါ်ကန်ယိုဒန်းဒေသအနီးတွင်ဖြစ်ပေါ်နေသောလီဘီယာနှင့်ယေဝန် low pressure area ဒီဆက်လက်တည်ရှိနေပါမည် အဆိုပါလီဘီယာနဲ့ယဝန်ကမြောက်အနောက်မြောက်ဘက်သို့ရွှေ့လျားနိုင်ပြီးနောက်36နာရီတွင်ဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိသောဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းမြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းနှင့်၎င်းနှင့်ဆက်စပ်လျက်ရှိသောမြဝကျွန်းပေါ်ကမ်းလွန်ဒေသများသို့ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်ကပလီပင်လယ်ပြင်မြောက်ပိုင်းဘင်္ဂလားပင်လယ်ော်အရှေ့မြောက်ပိုင်းနှင့်အရှေ့လယ်ပိုင်းတို့တွင်တိမ်ထူထပ်နေပြီးကပလီပင်လယ်ပြင်တောင်ပိုင်းနှင့်ကြံဘင်္ဂလားပင်လယ်ော်တို့တွင်တိမ်နှဲငံမှတိမ်တင်းတင်းဖြစ်ထွန်းနေပါသည်။ ယနေ့ညနေအထိခမန်းကျဲအရာကရားပြည်နယ်တွင်နေရာကျကျမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနှင့်ချင်းပြည်နယ်တို့တွင်နေရာစိစိနှင့်ကြံတိုင်းဒေသကြီးနေပြည်နယ်တို့တွင်နေရာအနှံ့ပြမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် နေရာပွက်၍မိုးကြီးနိုင်ပါသည်။ရွာရင်ရွာနှုန်းပြည့်ဖြစ်ပါသည်။ မိုးတိမ်တောင်ဖြစ်ပေါ်မူခြေနေရရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးမွန်ပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးတိမ်တောင်များဖြစ်ထုံးမှုအကောင်းရရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးဖြစ်ခြင်းလျှက်စီးလက်ခြင်းနှင့်မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုရပါသည်မြမပြည်လေပြည်တွင် မြန်မာကံယူတန်းတရှောင်းနှင့်ကမ်းလိုပင်လယ်ပြင်တို့တွင်ရံဖန်ရံခါမိုးတက်လေပြင်းများကြာရောက်ပြီးလှမ်းကြည့်နိုင်ပါသည်။မိုးတက်လေပြင်းကြစဉ်ရေပြင်မြေပြင်လေသည်တနအိလင်း35မိုင်အထိတိုက်ခတ်နိုင်ပါသည်။လှိုင်းမြင့်မှာမြန်မာကံယူတန်းတရှောင်းနှင့်ကမ်းလိုပင်လယ်ပြင်တို့တွင်ရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါသည်။နောက်နှစ်အတွက်ခမန်းကျေးရရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရော်ဒီတိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့တွင်မိုးထစ်ချုံပြီးနေရာကွက်ရွေမှုကြီးနိုင်ပါတယ် နေပြီးတော့မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်အရနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။ရွာရန်ရွာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခံမှန်းချက်အရမိုးအတင်းတင်းထချုံရွာနိုင်ပါတယ်။ရွာရန်ရွာနှုံးပြေဖြစ်ပါတယ်ရှင်။